AR အတိုင်းမော်လမြိုင်ကျူးမြို့မှာဧပြီ15ရက်တကြံကျက်နေ့ကမျက်နာကိုရေနဲ့အပတ်ခံနိုင်ရတဲ့အတွက်စံကဲမှောက်ပြီးကုန်းဝင်နှစ်လရှိအမျိုးသမီးတဦးသေဆုံးသွားခဲ့တယ်လို့သိရပါဗျ။တကြံကျက်နေ့ကမော်လမြိုင်ကျူးမြို့ပေါ်မှာစံကဲစီးနှင်းလာတဲ့အမျိုးသမီးတဦးကိုရေကစားနေတဲ့ကလေးငယ်တွေကရေပတ်ရာမျက်နာကိုပတ်လိုက်မိတာကြောင့်ဆိုင်ကယ်ဒိမ့်မှောင်ပြီးတဖက်လန်းကလာတဲ့ကားနဲ့ဝင်းရောက်တိုင်းမီကတေဆုံသွားခြင်းဖြစ်တယ်လို့ဒေသခံတွေထံကသိရပါဗျ။ ကောင်မလေးကဂုံဝင်နှလားရှိတယ်ပြောတယ်အခုလိုဖြစ်သွားတော့တမျိုးလုံးလဲစိတ်မကောင်းကြဘူးမြမတလေးအိယာနှစ်ကူးချိန်မလို့အတက်နဲ့ညနေ3နာရီကသကြိုလိုက်တယ်လို့ဒေသခံသူက ARD Times ကိုပြောပါတယ်တေဆုံးသူမျိုးသမီးရဲ့ခင်မုန်းဖြစ်သူကမစိမချေရပတ်မှုကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့အကြောင်းကိုလူမှုကွန်ရက်မှာဖော်ပြထားပြီးနောက်ကြီးစုသူတွေကဝန်내ကြောင်းမှတ်ချက်ပေးသူတွေလည်းရှိနေပါတယ်